ားပြောအလုံးမင်္ဂလာပါမျိုးတွေခဏခဏတင်ပေးတယ်เนาะကျွန်တော်ကပြပြင်ရမဟုတ်ဘူးအမျိုးတွေအချိန်20မှာမေ့သွားမှာဆိုကိုးထိတဲ့တစ်ချိန်နှစ်ချိန်သုံးချိန်ပရိရှိတဲ့တစ်ချိန်နှစ်ချိန်သုံးချိန်ပရိ9ငါလို့ဖြစ်တာ ਨੇ ငါရှစ်ကိုးဒီသုံးလုံးပေါင်းရင်နှစ်အဲ့ဒီနှစ်ကိုမှခွန်လေးပိတ်ခဲကနန်းနဲ့ပြန်ကြမှာเนาะအဲ့ဒါဆိုရင်တဲ့ဒါတစ်ခုပြီးသွားရင်เนาะဒီကနန်းပြန်ကြကနန်းဒီမှာကြမှာဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီကနေပြီးတော့ ကိုးဘေးကနေတစ်ချိန်နှစ်ချိန်သုံးချိန်ထွက်လာတယ်ကိုးထိတ်တပင်းနှပင်းရှစ်ပရိတ်တင်းနှစ်သုံးငါးပရိတ်ဒီကိုးရှစ်ငါးဆိုတော့ပေါင်းညာခွန်လေးပိတ်မှာအကနန်းလေးနောက်တစ်နှစ်မှာပြန်ကြမယ်နော်ဟိုဒီကြတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒေါ်ဆောက်ပြမယ်နော်အဲ့ဒါဆိုရင်ခုနကကိုးကနေတင်းနှစ်သုံးကိုးထိတ်ပရိတ်ရှစ်ပရိတ်ငါးတယ်သုံးလုံးပေါင်းခဲ့တဲ့68ခွန်ဆို9 85ဆိုတဲ့ကဏ္ဍကြီးနှစ်နှစ်ကြောင့်ခွန်လေးပိတ်တယ်၄တက်ခွန်မထွက်သေးဘူးเนาะအဲ့ဒီမှာအမျိုးတွေတိကျကြည့် ကျွန်တော်မိတ်ယူတော့မှာဆိုလို့ခင်ဗျားတို့ခဏခဏပြောနော်အဲ့နှစ်မှာတဲ့ sorry နစ်နစ်ကိုခွန်ဆိုတဲ့ကနန်းလေးသူ့နောက်တစ်နှစ်မှာထွက်မယ်ထွက်တယ်နော်နစ်ကိုခွန်ပိတ်ခဲ့တဲ့ခွန်လေး ਨੇ အဲ့ဒီခွန်ပိတ်ခဲ့လို့တဲ့ဒီသုံးလုံးပေါင်းခဲ့တဲ့နှစ်နှစ်ပါဝါခွန်လို့ပိတ်တာခွန်ဟိုမှနော်နှစ်လို့ပြန်ခေါ်တဲ့အချိန်မှာနော်အဲ့ရနေတွေ့လား နှစ်ကြိမ်မှထွက်ခဲ့တဲ့ကဏ္ဍလေးတည်းတဲ့ခွန်အကြောင်းကိုနှစ်လို့ဖြစ်တယ်အဲ့ဒီနှစ်အကြောင်းမလို့ဟာဒီကဏ္ဍလေးတည်းအကြိမ်နဲ့ဆင်မှာပြန်ကြသလားလို့ကျွန်တော်ပြောတယ်နော်ဟုတ်ပြီနော်အဲ့လိုပြန်ကြတဲ့အချိန်မှာတဲ့သူ့ကိုထောက်ချက်ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်နှစ်6 9ဆိုတဲ့ကဏ္ဍလေး1ကြိမ်နဲ့ပြန်ကြတယ်ဟုတ်ပြီနော်အမျိုးတွေအဲ့ဒါဆိုရင်တလက်စာတွေဆက်ပြမယ်သူ့ရဲ့ကဏ္ဍအကျံပေါ့နော်အဲ့ဒါဆိုရင်ပထမဆုံး ပိတ်ခဲ့တဲ့ခွန်ပိတ်ကလေးပိတ်ခဲ့တဲ့ကနန်းလေးကြားတယ်နော်ဟုတ်ပြီနော်သူများနဲ့တူတာပြောကျွန်တော်မသိတာကျွန်တော်ဆိုင်တော်ပြနော်တိငါခွန်နော်ဖွင့်မယ်အဲ့အောက်ဆင်လိုက်ဒါ20ထွက်မယ်ကနန်းအောက်ဆင်လိုက်ကိုနည်းခွန်ထွက်မယ်6 30ထွက်မယ်နှစ်ခါထွက်တယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်3နှစ်ခွန်ထွက်တယ်မှတ်ထားနော်အမျိုးတွေနောက်တစ်ခါ1 2 4ထွက်တယ်နော်ဟုတ်ပြီနော် ကုန်ပြီနော်ခဏဟုတ်ပြီကျွန်တော်အဲ့ဒါဆိုရင်ခုနအတိုင်းပဲဒီကနေ့တပင်၂ပင်၃ပင်၄ပင်ဆင်းလိုက်ကိုးထိတ်တုတ်၃ပင်ကျော်လိုက်၈ပရိတ်၃ပင်တက်လိုက်၅ပရိတ်သူ၃လုံးပေါင်းခဲ့တဲ့ခွန်ခွန်လို့ပိတ်တာပိတ်ပြန်တယ်သူ့နောက်တစ်နှစ်မှာကြည့်လိုက်အကနန်းလေးပြန်ကြဟုတ်တယ်နော်သူပြန်ကြကြပြီဆိုတော့အဲ့ဒါဆိုရင်တို့ကခွန်ရဲ့ပါဝါနှိဆိုတော့နဲ့ကျင်ရကနန်းလေးပြန်ကြမယ်ဒီကနန်းလေးပြန်ကြမယ်နော်အဲ့ဒါဆိုကြည့်လိုက်အကျင်းနဲ့ဆက်မပြန်ကြပြန်ကြပြီ တပင်နှစ်ပင်သုံးပင်လေးပင်ခွန်60ဆိုတဲ့ခဏဝန်းကျင်းနဲ့303ခွန်အောင်းနေတာဟုတ်ပြီနော်အဲ့ဒါဆိုရင်သူ့အတိုင်းပဲခုနတုန်းကထွက်ခဲ့တဲ့ခဏပြန်ကြည့်မယ်နော်32ခွန်ခုနတစ်ခွန်တက်ကဟိုလာတဲ့ခဏဟုတ်ပြီနော်အပေါ်ကခွန်ဆောင်လေးခွန်လေးပိတ်ခဲ့တဲ့ပင်ခဏအဲ့ဒီကိုက်နေတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်32ခွန်ဆက်တက်သွားလိုက်9တစ်ခွန်ဟုတ်ပြီနော်6နှစ်ခွန်ဟုတ်ပြီနော် 422ပရမထွက်တာဒီဘာထွက်တောင်းသူ422 sorry ပရမဘာထွက်တာတော့224ဟုတ်တယ်เนาะ224ဒီမှာထွက်တာ422ဆက်တက်လိုက်360ဟုတ်ပြီเนาะ360ထွက်မယ်ရောအပေါ်မှာလာခဲ့လေ360 422 9 9 9 8 9 3ခုနှစ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ဒါပြီးသွားပြီအဲ့ဒါဆိုရင်ဒီကနေပြီးတော့ဆင်းလိုက်မယ်ခုနတိုင်းမယ်နော်6ကနေပြီးတော့1 2 3ဆင်းလိုက်မယ်နော်ဟောပါဘူးဒီ6 1 2 3ဆင်းလိုက်6 3တင်ကြော်လိုက်8ဟဲ့5တဲ့အဲ့ဒါဆိုရင်6ထိပ်8ပြိ5ပြိဆိုရင်အလုံးပေါင်းရင်2နှစ်ကြောင်မခွန်လို့ဖြစ်ဟဲ့လေးတက်ကုန်မထွက်သေးဘူးเนาะဒီ2025မှာလေးတက်ကုန်မထွက်သေးဘူးအဲ့ဒါဆိုရင်တော့ကြည်ကြ ဒီခွန်ကြောင့်နှစ်နှစ်ကြိမ်ရကနေဟုတ်ပြီနော်900လေးပြန်ကြစဉ်းမယ်နော်ကြိမ်နေစဲဒီမှာကြမယ်တပင်းနှစ်ပင်သုံးပင်လေးပင်ထွက်လာရင်တော့ခွန်3ည3ဝန်းကြိမ်နဲ့900ကြမယ်အမျိုးလေးဒီစားကြည့်နော်ခွန်3ည3ဝန်းကြိမ်နဲ့ဒီမှာကြမယ်ဟုတ်ပြီနော်ကြိမ်နေစဲမှာကြအဲ့ဒါဆိုရင်3ည3ဝန်းကြိမ်က ခွန်60ဝမ်းကျိန်းနဲ့ဒီမှာအောင်းနေနော်အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်နှစ်69ဝမ်းကျိန်းနဲ့ဒီမှာအောင်းနေနော်အချိန်20ဒီအောင်းလာနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီနှစ်မှာကြည့်လိုက်ခုနကျွန်တော်ပြခဲ့တယ်တင်9ခွန်မထွက်သေးဘူးနော်9နှစ်ခွန်မထွက်သေးဘူး3နှစ်ခွန်မထွက်သေးဘူး36တယ်မထွက်သေးဘူးဒီမှာထွက်ခဲ့တာပထမနှစ်နှစ်လေးနောက်တစ်ခါထွက်တာ၄နှစ်တခါဒီအိုင်းထုတ်ဒါက1 4ခွန်ခုနခွန်ပိတ်တယ်ခင်ဗျနော်ကဲအားလုံးမင်္ဂလာပါမျိုး ဒါကအကျင့်ငယ်စင်မှာ900အထုလိုက်တော့เนาะကျွန်တော်မအာခြင်းမအားလိုက်ပါဘူးဒါကဝိရဏအကျင့်လीเนาะဘာမှမရှိတော့အကျင့်ရလဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မကြာဘူးเนาะကဲအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေမျိုးတွေပေါ့ကြပါစေ